မင်္ဂလာပါကျွန်တော်ဒေါက်တာစတီဗန်ဝင်းပါကျွန်တော်တို့ဟိုတယ်လေးရတယောက်ပါဒီ visiting lecturer တယောက်အနေနဲ့2023ခုနှစ်ထဲစတင်ပြီးတော့တာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်အနေနဲ့ specialize ကတော့ sales and marketing business development marketing digital marketing နဲ့နောက်ထပ်ဒီ MIB ရဲ့ new product တစ်ခုဖြစ်တဲ့ events management ဘာသာရပ်ကိုတာဝန်ယူသင်ကြားပေးမဲ့ဆရာတယောက်ဖြစ်ပါတယ်အဲ့တော့ event management ဆိုတဲ့ဘာသာရပ်ကိုသင်ကြားတဲ့အခါမှာဒေါက်တာမြမြကဘာတွေကိုသင်ကြားမှာလဲ ဘယ်အကြောင်းအရာတွေပေါ်မှာကျွန်တော်တို့က fundamental ထားမှာလဲဘယ် principle တွေပေါ်မှာ base ယူပြီးတော့မှသင်ကြားခြင်း process ကိုသွားမှာလဲ teaching materials ကရောဘယ် curriculum တွေကို base ယူပြီးတော့သင်ကြားမှာလဲဆိုတဲ့အရာတွေပေါ်မှာပတ်သက်ပြီးတော့ပေါ့ကျွန်တော်အနေနဲ့နည်းနည်းလေးရှင်းပြပေးချင်တာရှိပါတယ်အဲ့တော့ events management ဆိုတာနဲ့ပတ်သက်လို့အရင်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ပွဲတစ်ခုကိုပေါ့ social events ပဲဖြစ်ဖြစ် religious events တစ်ခုပဲဖြစ်ဖြစ်အခမ်းအနား gathering events ပဲဖြစ်ဖြစ် corporate events ပဲဖြစ်ဖြစ်မိမိသိ uh events မျိုးမစိုးမိမိကိုယ်တိုင်တာဝန်ယူမိမိကိုယ်တိုင်စအလဲဆုံးစီမံခန့်ခွဲခြင်းတော်သူမဟုတ်မိမိရတော့ပွဲတစ်ခုကိုစီစဉ်ခြင်းနဲ့ဒါပေမဲ့ပွဲစီစဉ်ပေးမဲ့ organizer တွေနဲ့ collaborate လုပ်ပြီးတော့မှအာဆောင်ရွက်ခြင်းမျိုးတော်သူမဟုတ်ကိုယ်ပိုင်လည်းပွဲကိုစီစဉ်ခြင်းနဲ့ဒါပေမဲ့ organizer ကိုလည်းအပ်ထားတယ်ဒါပေမဲ့ဒီ organizer ကနေပြီးတော့မှထပ်မံပြီးတော့ subcontracting လုပ်ထားတယ် ဒီ third party တွေနဲ့ collaborate လုပ်တဲ့အခါမှာဘယ်လိုအကြောင်းအရာတွေပုံမှန်အခြေခံမလဲဘယ်လိုစာချုပ်စာတမ်းတွေဘယ်လိုမျိုး refining process ဘယ်လိုမျိုး cancellation process တွေအပြင် events planner အဖြစ်ရည်တည်တာပဲဖြစ်ဖြစ်ကိုကိုတိုင်တာဝန်ယူပြီးတော့ events တွေကို season ဆောင်ရတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးအခြေအနေမျိုးတွေကြုံတွေ့လာတဲ့အခါမှာဒီ events management ဘာသာရပ်ကနေရရှိသွားမဲ့ fundamental knowledge theoretical knowledge နဲ့ practical knowledge တွေဟာ ်ပြန်ပြီးတော့ very useful ဖြစ်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့ events တစ်ခုကို organize လုပ်တဲ့အခါမှာကျွန်တော်တို့အခြေခံအကြောင်းတရား၃ခုရှိပါတယ်။ကိုကိုတိုင်းပွဲလုပ်မယ်၊ကိုကိုတိုင်းပွဲစီစဉ်မယ်၊ကိုကိုတိုင်းဆော့လေဆုံးပွဲကိုဆောင်ရွက်သွားတာရှိတယ်။နောက်တစ်ခုကကိုကိုတို့ပွဲလုပ်ဖို့ရည်ရွယ်ထားတယ်။ဒါပေမဲ့အခြေအနေအကြောင်းတရားအမျိုးမျိုးကြောင့်ကိုကိုတိုင်းပွဲမလုပ်နိုင်ဘူး။အဲ့လိုအခါမျိုးတွေမှာကျွန်တော်တို့ events organizer တော်လကောင်း တို့ဒီမို့ even organizing company တို့တော့၎င်းပွဲ elite အခါမျိုးတွေမှာတော့၎င်းနောက်တစ်ချက်ကကိုကိုတိုင်းနဲ့ပွဲ season ပေါ်အချိန်နဲ့အချိန်ခါအကြောင်းတရားကြောင့်မဖြစ်နိုင်ဘူးဟုတ်ပြီ even organizing company ကိုလည်းအပ်ထားတယ်တို့တော့မိမိထည့်ခြင်းနဲ့မိမိတုံးခြင်းနဲ့မိမိအလေးထားပြီးဆောင်ရွက်ခြင်းနဲ့အခန်းကဏ္ဍလေးတွေမှာ third party supplier တွေနဲ့ ဘယ်လိုမျိုး collaborate လုပ်မလဲ၃၃ခလေပေါ့အဲ့တော့ဒီအကြောင်းတရားတွေပေါ်မှာအခြေခံပြီးတော့မှကျွန်တော်ရဲ့ဒီ events management ဘာသာရပ်ကိုသင်ကြားပြီးတော့မှဖြစ်တယ်ပင်နဲ့ကာလအပြင်၄လကြာမြင့်မှာဖြစ်ပြီးဘယ်အကြောင်းတရားတွေကိုသင်သွားပြီးမလဲဆိုတော့နံပါတ်၁ကတော့ကျွန်တော် introduction of the events management အဲ့တော့ events management လောက်တာနဲ့ events planning လောက်တာနဲ့ events planner တယောက်လုပ်တဲ့အလုပ်နဲ့ events managing လုပ်တဲ့အလုပ်ဘာကွာခြားလဲ that's a very basic knowledge for i'm going to teach you အဲ့တော့ ဟုတ်ပြီဘယ်လို events အမျိုးအစားတွေကိုခေါ်တာလဲကျွန်တော်တို့မြန်မာပြည်မှာအများသောအားဖြင့် corporate events တွေရှိမယ် social events တွေရှိမယ် religious events တွေရှိမယ်အပြင်တခြားမြို့တော် events မျိုးတွေရှိတယ်ဘလို events မျိုးတွေမှာတော့ဘလို area တွေကိုဆောင်ရမယ်ရှောင်ရမယ်ဘလို events မျိုးတွေမှာတော့ဘယ်အကြောင်းတရားတွေကိုအဓိကထားပြီးတော့လုပ်ပေးရမလဲဆိုတဲ့အရာဖြစ်တဲ့ introduction of the events management ပါမယ်ပြီးတော့တဲ့အခါမှာ events planning process ပုံပုံပြည့်စုံတဲ့ကောင်းမွန်တဲ့ events တစ်ခုဖြစ်သွားဖို့အတွက်ကျွန်တော်တို့ဘယ်လောက်ကြိုတင်ပြီးပြင်ဆင်မလဲဘယ်လို supplier တွေရေးချွဲသွားမလဲဟုတ်ပြီဘယ်လို terms and condition တွေနဲ့စာချုပ်ချုပ်မလဲကျွန်တော်တို့ venues တွေရောဘယ်လိုမျိုးကြိုတင်ပြီးတော့ရှာဖွေမလဲကိုတော့ကျင်တဲ့ events teams နဲ့အလိုက်ဖက်ဆုံးဖြစ်နိုင်မဲ့ supplier တွေဘယ်လိုရှာဖွေမလဲဘယ်လိုစာချုပ်တွေချုပ်မလဲဘယ်လိုကြိုတင်စပွန်ငွေတွေစည်ရန်ငွေတွေကျွန်တော်တို့ချပေးထားမလဲဆိုတော့ events planning process ပါမယ် အဲ့ဒီအပြင်ကျွန်တော်တို့နောက်ထပ်ပါပါမယ်ဆိုတော့ venue selection ရွေးချယ်စရာအများကြီးရှိတဲ့ venue တွေထဲမှာမှတကယ်ကိုတဘာဝချတဲ့ venue မျိုးလိုချင်တာလားဒါမှမဟုတ် modernize ဖြစ်တဲ့ venue မျိုးကိုလိုချင်တာလားဒါမှမဟုတ် more less ပေါ့ဘယ်လို venue မျိုးကိုလိုချင်တာလဲကိုယ့်ရဲ့ budget ကဘယ်လောက်ရှိလဲဘယ်လို venue မျိုးဟာကိုတွားချင်တဲ့ဒီ event team နဲ့ like ဖတ်မလဲဆိုရဲ selection of the venues ပါလာမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ marketing နဲ့ promotion for the events ပေါ့ events တခုကိုက organize လုပ်ထားတယ်အဲ့ဒီ events ပွဲကို in terms of financial ရတော့လကောင် in terms of reputation ရတော့လကောင် in terms of brand awareness ရတော့လကောင်အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ sales and marketing point of view ကနေဒီ events ကိုဘယ်လိုမျိုးကျွန်တော်တို့ stimulate လုပ်မလဲနောက်ထပ်အရေးကြီးတဲ့တစ်ခုဖြစ်တဲ့ event design and and then spares or event experience ကျွန်တော်တို့ point တစ်ခု season ဆောင်ရွက်လိုက်တဲ့အခါမှာကျွန်တော်တို့ပေးခြင်းတဲ့ message ကပါတယ်ကျွန်တော်တို့ experience base ကိုပေးခြင်းလား ကျွန်တော်တို့ word of mouth space ကိုပေးချက်လာလားကျွန်တော်တို့ profitable ဖြစ်တဲ့ events မျိုးလုပ်ချက်လာလားတချို့ပွဲတွေကကျွန်တော်တို့အကျိုးမြတ်တော့ရှိလိုက်တယ်ဒါပေမဲ့ intense reputation ရကျွန်တော်တို့ dignity မရှိလိုက်တဲ့ပွဲမျိုးတွေရှိတယ်တချို့ပွဲကတော့ကျွန်တော်တို့က brand awareness ကိုဦးစားပေးပြီးတော့တော်လိုက်တယ် we don't think about the any profits တချို့ပွဲကျတော့ဘာလုပ်လိုက်လဲကျွန်တော်တို့လုံးဝ ဘယ်လိုမျိုးလုံးဝ unforgettable experience တစ်ခုပေါ့ in terms of decoration in terms of food in terms of arrangement in terms of supply chain in, in terms of logistics ဘယ်လို experience မျိုးကျွန်တော်တို့ကတွားချင်တာလဲဒီပွဲတစ်ပွဲပြီးသွားတဲ့အခါမှာဒီပွဲတက်လာတဲ့ပွဲတက်ပရိသတ်ပေါ့ client တော့၎င်း guest တော့၎င်းဘယ်လို experience မျိုးရသွားစေချင်တာလဲပေါ့တခါကျွန်တော်တို့အနေနဲ့ vendor stream ကိုဘယ်လို management လုပ်မလဲ third party နဲ့ကျွန်တော်တို့ဘယ်လိုမျိုး collaborate လုပ်မလဲပေါ့ ဆိုတော့ဒါကအရာအလုံးမှာကျွန်တော်တို့ဝင်ပါလို့မရဘူးအရာအလုံးမှာကျွန်တော်တို့ဝင်ပြီးတော့အစ်ဒီတင်ပြီးစီမံခန့်ခွဲဖို့အခြေအနေအချိန်အခါတွေမပြီးခဲ့ဘူးဆိုရင်ကျွန်တော်တို့အနေနဲ့ supplier တွေတပ် party တွေနဲ့ကျွန်တော်တို့ contract ချုပ်ရပါတော့မယ်အကြောင်းမျိုးမျိုးကြောင့်ပွဲတစ်ခုက cancel ဖြစ်ခဲ့တယ်ကိုယ့်ဘက်က cancel ဖြစ်တာပဲဖြစ်ဖြစ်တပ် party ဘက်က cancel ဖြစ်တာပဲဖြစ်ဖြစ် client ဘက်က cancel ဖြစ်တဲ့အခါမျိုးတွေမှာကျွန်တော်တို့ခုနပြောတဲ့ transaction condition အရာစာချုပ်စာတမ်းတွေကိုကျွန်တော်တို့ဘယ်လိုမျိုးချုပ်မလဲတခါကျွန်တော်တို့အနေနဲ့ ခုန invest မှာသုံးမဲ့ technology နဲ့ပတ်သက်လို့ဒါဒီ audio system ပိုင်းနေရှိမယ်တခြားခစ်ပေါ်ဤပညာရက်တွေနဲ့ကျွန်တော်တို့ collaborate လုပ်တဲ့အခါမှာကျွန်တော်တို့ဘယ်လိုမျိုး tension ဘယ်လိုမျိုး condition ဘယ်လိုမျိုး point of understanding နေနဲ့ကျွန်တော်တို့စောင့်ရမလဲဆိုတာတွေပါမယ်ပြီးတဲ့အခါကျွန်တော်တို့အရေးကြီးဆုံးအချက်ဖြစ်တဲ့ point တစ်ခုပြီးမြောက်သွားတဲ့အခါမှာ post events evaluation process လောက်ရပါတယ်အဲ့ဒါမှာကျွန်တော်တို့အနေနဲ့ client ရဲ့ feedback ကပါလေ ကိုနေတူတူတွဲလုပ်နေတဲ့ကိုယ့်ရဲ့ internal things ကိုဘာတွေပြောတယ်လဲကျွန်တော်တို့ supplier တွေ contractor တွေအောင်ကျွန်တော်တို့ရဲ့ quality တစ်ခုပေါ်မှာဘယ်လိုသုံးသပ်လဲဆိုတော့ post events evaluation ပေါ့အဲ့တော့ကျွန်တော်အခုအများသောအဖြစ် point တော်များများမှာဖြစ်လက်ဖြစ်တာရှိတဲ့ common mistake လေးခုကိုကျွန်တော်ရှာဖွေတွေ့ရှိခဲ့တယ်။နံပါတ်1ကဘာလဲဆိုတဲ့အခါကျတော့ less of clear objective ဒီ point အဓိကယူရချက်ကဘာလဲ ဒီပွင့်လို့ရချင်းအဓိကရည်ရွယ်ချက်ကဘာ message ကိုပေးချင်တာလဲဘယ် book ကိုပေးချင်တာလဲ in general public ကိုပေးချင်တာလားကိုယ့်ရဲ့ third party clients ကိုပေးချင်တာလားတော်ဒီမှာကိုယ့်ရဲ့ loyalty customer ကိုဘာပြောချင်တာလဲအဲ့တော့ကျွန်တော်တို့နံပါတ်1ဘာတွေ့လိုက်လဲဆိုတဲ့အခါကျတော့ a less of clear objective ဖြစ်နေတာကိုတွေ့ရတယ်။နံပါတ်2က miss alignments with the client's spot client ကဘာဖြစ်ချင်တာလဲ client ဖြစ်ချင်တဲ့ဆန္ဒကဘာလဲ client ပေါ်ချင်တဲ့ teams ကဘယ်လိုပုံစံမျိုးလဲသူပေးချင်လိုက်တဲ့ experience ကဘာလဲတကယ်တဲ့ point တစ်ခုစလိုက်တဲ့အချိန်မှာ clients နဲ့ကိုနဲ့ in line မဖြစ်တာကိုသွားတွေ့ရတယ်အဲ့တော့မှ last minute changes တွေ last minute rearrangement တွေနဲ့တော်တော်လေးကတောင်းကနေဖြစ်ရတဲ့အရာတွေကတွေ့ကြရတယ်နောက်တစ်ချက်ကတော့ဘာလဲဆိုတော့နံပါတ်3အချက်ကတော့ less resources ဘာတော့တွေ့လဲဆိုတော့ဒီမှာတော်တော်များများဖြစ်နေဖြစ်တာရှိရပြဿနာလေးတစ်ခုက supplier ရှာမရတာ third party ဒီဒီ contractor ကောင်းကောင်းမရတာတွေအဲ့ဒါ all your system might on it all တွေအဲ့ဒါ flower arrangement တွေ full တွေနဲ့ပတ်သက်တဲ့အရာတွေပေါ့အဲ့တော့ supplier များများရှိလေလေ network ချေပြန့်လေလေကိုယ်မှာရွေးချယ်เสียများလာလေလေအဲ့တော့အဲ့ဒီ database တွေကိုကျွန်တော်တို့ဘယ်လို develop လုပ်မလဲပေါ့เนาะဒီမှာဒီအားနဲ့ချက်လေးတွေနောက်ဆုံးတစ်ချက်ကတော့ခုနကျွန်တော်ပြောခဲ့တဲ့အခါအတိုင်းပဲပွဲတစ်ပွဲပြီးသွားတဲ့အခါမှာဒီပွဲနဲ့ပတ်ပတ်လို့အားတာချက်ကဘာလဲအားနဲ့ချက်ကဘာလဲ ိတ်ထားတဲ့လူကြီးကဘလောက်လဲထိုင်မောင်းရင်းချမကဘလောက်လောက်ပစ်ထားလဲနောက်ဆုံးပေါ့ဒီဖိတ်ထားတဲ့ audience မှာ disabled person ပလင်ရောက်ပါလေ physical challenge person ပလင်ရောက်ပါလေအဲ့လိုလူတွေကိုဘယ်လိုနေရာမျိုးတွေမှာကျွန်တော်တို့တွေအနေနဲ့ sitting plan ထားတယ်လဲဆောရှိတဲ့ဖြစ်ပေါ့ဒီကိုကိုယ်တိုင်ဆောင်ရွက်တဲ့ပွဲပဲဖြစ်ဖြစ်ကိုကနေ event organizer တော်ဒီမို့ event organizing company ကိုလုပ်ခွင့်ပေးလိုက်တဲ့ပွဲမျိုးပဲဖြစ်ဖြစ် ဘယ်လိုပွဲမျိုးပါပဲဖြစ်ဖြစ်ကို့အနေနဲ့ဒီခုနပြောတဲ့ events management events planning process events evaluation တွေကိုကောင်းကောင်းနားလည်ထားမယ်ဆိုရင်အမြင်ပြည့်ပြည့်စုံတဲ့ပွဲတစ်ခုဖြစ်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ကျွန်တော်ရဲ့16မိနစ်တာဖြတ်သန်းခဲ့ရတဲ့ပြည်တွင်းပြည်ပအတွေ့အကြုံကြောင့် လက်ရှိသင်ကြားပေးမယ်ဒီ events management မှာ subject or left field ကိုဖြစ်တဲ့ theoretical practical combination teaching မှာတော့ပေးလိုက်ရတဲ့အခါချင်းတွင်ညီမျှရတဲ့ fundamental knowledge တွေ theoretical knowledge တွေနဲ့ practical knowledge တွေရရှိသွားပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောပါယူဆပါတယ်ကျေးဇူးအများကြီးတင်ပါတယ်